ိုလ်ရင်းတွင်ခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးစစ်တပ်နဲ့တော်လှန်ရေးအင်အားစုများတိုက်ပွဲဆဖြစ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ဂျာဝင်ညှိနှိုင်းမှုဖြင့်မန္တလေးတိုင်းမိုးကုံမြို့ကစစ်တပ်ပြောင်းဝင်လာပြီးနောက်ရမနစ်နိုဝင်ဘာလ30ရက်နေ့ညနေ9:00နာရီဝန်းကျင်မှစပြီးတော်လှန်ရေးအင်အားစုများနဲ့တိုက်ပွဲဖြစ်ပွားနေကြောင်းကနအူးတရားပါတယ်။တောင်းတန်ဤတောင်းဆိုမှုကြောင့် တော်လရင်အင်အားစုများမှမိုးကုံမြို့မှာဆုတ်ခွာပေးပြီးမြို့ပြင်မှာနေရာယူထားခြင်းစစ်တပ်ဘက်ကထက်ရှိတူလာတဲ့အတွက်မြို့အနောက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲဆဖြစ်ပြီး TNL မဆုတ်သေးဘူး။ရန်သူတို့လာလို့ဖြစ်တာလို့အခြေအနေကိုတည်စီတည်မြေပြင်စီးရဲ့တရင်ချင်းမြစ်တအူးကပြောပါတယ်။ မွန်ကောမျိုးတိုင်ဝဲဖြစ်သည်ဆိုသည်အသေးစိတ်အခြေအနေများကိုကျမတို့ channel ကဆက်လက်ဆုံဆန်းနေဆဲဖြစ်ပါတယ်။တောင်တက်ထင်ကျုံထားသည့်ပြည်ဦးလင်တောင်ချုံမွန်ကုန်လမ်းမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့်ကားရန်များမှနိုဝင်ဘာလ28ရက်နေ့ညနေခင်းကမွန်ကုန်မျိုးတို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်။တဆနေဆက်ကွန်စစ်စင်ရေးဒုတိယပိုင်းမှာတရန်လလေးနဲ့တော်လန်ရေးပူပေါင်းတပ်များကမိုးကုံမြို့ကိုသိမ်းပိုင်းနိုင်ခဲ့ပြီးနောက်တနေ့ကျော်အကြာတရုတ်ပြည်အားကြောင့်မြို့ကိုစစ်တပ်ထံပြန်လည်လှည့်ပြောင်းပေးခဲ့ရသည့်အခြေအနေဖြစ်လာပါတယ်။ တရုတ်အစိုးရ၏ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့တရားလမ်းလေးတို့ကြောင့်ကိုယ်ချိန်များဆွေးနွေးမှုအပြီးအော်တိုဘာလ29ရက်နေ့မှစတင်ပြီးနှစ်ဖက်တမ်းများရောက်တည်နေရမှာအပြစ်ရရန်သဘောတူညီခဲ့ကြပါသည်။တဆန်နဲ့ဆက်ခွန်ဆစ်စင်ရေးမှာတီအန်လက်လေးနဲ့ပူရွက်တိုက်ပွဲဝင်ခဲ့သည့်တော်လန်ရေးတံများကမိုးကုံနဲ့မုံမိန်မျိုးတို့အားကာကွယ်မယ်လို့ရခင်လာကုံပိုင်းကထုတ်ဖော်ပြောကြားခဲ့ပေမယ့်တီအန်လက်လေးတောက်ဆုံမှုကြောင့်စစ်တပ်မျိုးတဲ့တို့မဝင်လာမီနိုဝင်ဘာလ29ရက်နေ့မှာတော်လန်ရေးအင်အားစုများကမျိုးပြင်းတို့ဆုတ်ခွာခဲ့ရပါတယ်ရှင်။ ဆလဘင်မြင်းချံမြို့နယ်မှာပြည်သူ့စေကောင်းဆောင်တိလာကျွမွန်အဖွဲ့မှပြူစောတိများလိုက်ပါလာသည့်ကားကိုကြားဖြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီးတနက်၃လနဲ့ခရမ်းများသိသိရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မန္တလေးတိုင်းမြင်းချံမြို့နယ်မှာပြည်သူ့စေကောင်းဆောင်တိလာကျွမွန်အဖွဲ့မှပြူစောတိများလိုက်ပါလာသည့်ကားကိုကြားဖြတ်တိုက်ခိုက်ရာ၅ဦးပွဲချင်းပြီးသေဆုံးပြီးတနက်၃လနဲ့ခရမ်းများသိသိရရှိခဲ့ကြောင်းပခောက်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောဆိုပါသည်။ နိုဝင်ဘာလ29ရက်နေ့မှာမြင်းကြံမြို့နယ်ပြည်သူ့စေကောင်းဆောင်တီရာယူမော်မှာပြည်စော်တီအဖွဲ့များလိုက်ပါလာတီကားကိုပခောက်ကူစပယ်ရှယ်တပ်ဖွဲ့ပခောက်ကူမြို့နယ်တရင်တဲမရဲဘော်တီနဲ့ရဲဘော်တပ်ဘူးဦးဆောင်တီအဖွဲ့ကညောင်မြင်းကြံလမ်းမိုင်တနီယာအကြောင်းမှာဈာဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းပြူစော်တီငါဥပွဲချင်းမိတေဆုံကဂျီဖော့တနက်တလန်ကာပိုင်နှစ်လန်ဂျီအမ်များပြတင်စီရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လရင်တပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် ါလာတဲ့900ရောင်လုံးကအကုန်သေးတာစစ်ခွေး900ဦးကနေရာမှာတွေပွဲချင်းပြီးတည်ဆောင်ပါတယ်စစ်ကောင်မရှင်အနေနဲ့ပြည်သူတွေမကြည်ပြူဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအတိပေးချင်ပါတယ်ဟုပခောက်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောဆိုပါတယ်ရှင်ဆက်လက်ပြီးတရုတ်ပြည်အားကြာကတောင်တန်နဲ့ຫນွေဥတော်လန်ရဲ့တပ်ဖွဲ့တွေရဲ့ဆက်ဆံရေးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ရဲ့ဂျာဝင်မှုကြောင့် မော်ကုံနဲ့မုံမိတ်မျိုးကိုတအောင်တက်မတော်တရားလမ်းလေးကစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးရတာဟာတအောင်တက်နဲ့ຫນွေဥတော်လိုင်းရဲ့တပွဲတွေကိုစစ်ကောင်စီကဆက်ဖြတ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်စည်ရေးနိုင်ငံရေးဖိအားကြမှာတအောင်တက်ကတရွတ်အလိုချလိုက်ရောပေးခဲ့ပြီးမော်ကုံနဲ့မုံမိတ်မျိုးကိုစစ်ကောင်စီထံပြန်လွှဲပေးကစစ်ကောင်စီနဲ့အပြစ်ရဖို့သဘောတူညီခဲ့တာလို့သုံးသပ်ရပါတယ်။ဒီအပြည့်ရမှုမှာစစ်ကောင်စီနဲ့တောင်တအကြောင်းသူညီချက်အသေးစိတ်ကိုမသိရပေမယ့်စစ်ကောင်စီပြုတ်ကြမှာကိုမလူလာတဲ့တရုတ်ဘက်က အပြစ်ရဖို့ကြောင်းဝင်ပေးခဲ့တာဖြစ်လို့ຫນွေဥတော်လန်ရေးတပ်တွေကိုကုညီထောက်ပံ့မှုတွေကြံတမ်းမှုဆိုတဲ့အရေးကြီးတဲ့အချက်ပါနိုင်ပါတယ်။တောင်းတက်ဟာဆရာနာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ຫນွေဥတော်လန်ရေးတပ်တွေကိုစစ်တင်နှံပေးတာလက်နက်တပ်ဆင်ပေးတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် PDF တွေကိုစီရဲအတွေ့အကြုံကြောင့်အတူတကွတိုက်ပွဲဝင်ခဲ့ပြီးမြို့ရင်းတိုက်ပွဲတွေအထိတောင်တက်က PDF တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့ပါတယ်။အထင်ရှားဆုံးပြောရရင်ရှမ်းမြောင်းနဲ့မန္တလေးတိုင်းအစက်ကဒေဘိတ်ချင်းစင်ကူနဲ့မရေယာမြို့ရင်းတိုက်ပွဲတွေဟာတီရန်လန်လေးနဲ့ပူမောက်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရဲ့စီရဲအောင်မြင်မှုတွေဖြစ်ပါတယ်။ မန္တလေး PDF တန်နုတက် DPN လေးနဲ့မောကောပြူဟာစားတဲ့ຫນွေဥတော်လိုင်းရဲ့တက်တွေကို TNL လေးကစတင်နှံပေးပြီးလက်နဲ့တက်စင်ပေးကအတူတကွာတိုက်ပွဲဝင်တဲ့တက်တွေအပြေလူတိများပါတယ်။မောကောနဲ့မိုမိတ်လက်လွှဲလိုက်တဲ့အပေါ် PDF တက်တွေပါပြောလိမ့်။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်ကစပြီးတရုတ်နိုင်ငံရဲ့ဂျောင်းဝေမှုကြောင့်စစ်ကောင်စီတက်တဲ့ TNL လေးတို့အပြစ်ရဖို့သဘောတူညီခဲ့ပြီးတအောင်တက်ကမောကောနဲ့မိုမိတ်မြို့နယ်ကိုစစ်ကောင်စီတန်းပြလွှဲပြပေးဖို့သဘောတူညီခဲ့ပါတယ်။ ။ဒါကြောင့်မြို့အလွယ်အပြောင်းအတွက်မိုးကုန်းနဲ့မိုးမေအခြေဆိုင်တော်လှန်ရေးတပ်တွေကိုခေါ်ယူသွေးဆောင်ပြီးမြို့ရင်းကနေစုခွာပေးဖို့အတိပေးတာတွေတောင်းတဖက်ကပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ28ရက်ကစပြီးမိုးကုန်းနဲ့မိုးမိတ်မြို့ပေါ်မှာ PDF တက်တွေမရှိတော့ဘဲမြို့တွင်းကနေစုခွာသွားကြောင်းမိုးကုန်းမြို့တွင်မှာနေထိုင်သူတအူးကပြောပါတယ်။ PDF တွေအကုန်ဆုတ်ပြီးမြို့ထဲမှာပင်ခွဲမှမရှိတော့ဘူး။ တောင်းတရဲ့အပြည့်ရမှုအပေါ်တော်လိုင်းရဲ့တပ်ဖွဲ့တွေဘက်ကအမြင်အမျိုးမျိုးရှိကြပြီးဝေဖန်ကြတဲ့တော်လိုင်းရဲ့တပ်တွေရှိတယ်လို့တောင်းတရင်ဆိုင်နေရတဲ့အခက်အခဲကိုစာနာနာလေးကြောင့်ပြောတဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေလည်းရှိပါတယ်တီယန်လန်လေးကကျွန်တော်တို့တပ်ဖြစ်ရာကိုကြီးဆောင်ရွက်ပေးခဲ့တာပါတီယန်လန်လေးမရှိရင်ကျွန်တော်တို့တပ်ဖြစ်လာစရာအကြောင်းမရှိဘူးဆိုပြီးမိုးကုတ်တိုင်ပွဲမှာတီယန်လန်လေးနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လရင်တပ်ဖွဲ့ဝင်တအူးကပြောပါတယ်နောက်ထပ်တော်လရင်တပ်ဖွဲ့ဝင်တအူးကတော့မြို့ပြန်ပေးတာလူလူရော PDF ရောမကျေနပ်ဘူးလို့ဆိုပါတယ် မြူအလွဲပြပြုလုပ်နေတဲ့ကာလအတွင်း PDF တပ်တွေအနေနဲ့ကြီးမားဖောင်းဖို့ TNL လေးဘက်ကခေါ်ယူတွေ့ဆုံပြီးပြောဆိုခဲ့တဲ့အကြောင်းတော်လှန်ရေးတပ်တွေကပြောပါတယ်တရလန်လေးရင်ဆိုင်နေရတဲ့တရုတ်ပြည်အောင်တရုတ်မြန်မာနယ်စပ်မှာအခြေဆိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာလူမှုတွေရည်တည်ရေးအတွက်အပြင်တပ်ဖွဲ့ရည်တည်ရေးအတွက်ပါတရုတ်နိုင်ငံအပေါ်မိကွန်းနေရပါတယ်။ဒါကြောင့်တရုတ်နိုင်ငံကိုလွန်ဆန်မှုခက်ခဲနေပြီးတရုတ်အလို့ကြောင့်လိုက်ရောပေးခဲ့ရတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ Water Web UWSA ဟာတရုတ်ရဲ့ဖိအားကြောင့်၎င်းတို့ရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ DLN လေး MNDAA SSPB တပ်တွေကိုစစ်ရေးအကူအညီမဲ့ပေးတော့ကြောင်းထုတ်ပြောခဲ့ရတဲ့အသည့်တရုတ်ရဲ့ဖိအားကပြင်ထန်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကလည်း UWSA ကိုတရုတ်ကခေါ်ယူတွေ့ဆုံတဲ့ပူရမျိုးအစီအဝေးရဲ့မှတ်တမ်းဟာစစ်ကောင်စီပြုတ်ကြမှာကိုတရုတ်ဘက်ကမလိုလားဘူးဆိုတာပုံမြင်သားစေခဲ့ပါတယ်။ ရှမ်းမြခြေဆိုင်ကိုကန်တဲ့ MNDA ကလည်းတရုတ်ဖီအားရှိနေခြင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ရေးနိုင်ငံရေးပူးပေါင်းမှာမဟုတ်ဘူးလို့ပြီးခဲ့သည့်2024ခုနှစ်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါအပြင်တရုတ်နိုင်ငံရဲ့ဂျာဝဲမှုနဲ့၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုမျိုးကိုပါစစ်ကောင်စီတပ်ထံပြန်လွှဲပြပေးခဲ့ရပါတယ်။မိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်စီထံပြန်လွှဲပေးပြီးအပြစ်ရဖို့သဘောတူညီခဲ့တာဟာတရုတ်ရဲ့ပြင်ထန်တဲ့ပြည်အားကိုတန်အောင်တပ်ဖက်ကရင်ဆိုင်နေရတဲ့အခြေအနေလို့သုံးသပ်ရပါတယ်။ တဖက်မှာလည်းတောင်တဖက်ဝင်နေစစ်ပန်းနာလက်နက်ခရင်အကန့်အသတ်ရှိနေတာကြောင့်လည်းစစ်ကောင်စီနဲ့အပြည့်ရဖို့သဘောတူညီခဲ့ရတဲ့အချက်တွေဖြစ်နိုင်ပါတယ်။ဒါအပြင်တောင်တဟန်ဆမ်းမြောက်မှာ၎င်းရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ရှမ်းတဲ့ SSPB နဲ့ကချင်တဲ့ KIA တို့ကြောင့်နေမြေပြဿနာတွေကြောင့်လည်းပါဝင်ပါတယ်။နောက်တစ်ချက်ကတော့ PDF တပ်တွေကိုဥဆောင်နေတဲ့ NUG ဟာစစ်ကောင်စီကိုပြိုလဲစေနိုင်တဲ့စီးရဲနိုင်ငံရေးဖိအားတွေကိုလက်တွဲအကောင်အထည်မှာဖော်နိုင်တာကြောင့်ပါ PDF တပ်တွေကိုတည်ရလက်လေးလက်တွဲဖြုံမလား တရုတ်နိုင်ငံဟာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်တွေကိုဥဆောင်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအနောက်နိုင်ငံတွေရင်းနှီးအဖွဲ့အဖြစ်သတ်မှတ်ထားပြီးထိနှိမ့်ဆက်ဆံမှုမလုပ်ခဲ့ပါဘူး။ဒါကြောင့်ဆမ်မြောင်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပြင် PDF တပ်တွေကိုစစ်ရေးအကူအညီထောက်ပံ့တာတွေမလုပ်ဖို့တရုတ်ဘက်ကတတိပေးတာတွေမကြာခဏပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာတောင်းတဟာတရုတ်ရဲ့ခြောက်ဝဲမှုကိုလက်ခံပြီးစစ်ကောင်စီနဲ့အပြည့်ရလိုက်တာကြောင့် PDF တပ်တွေနဲ့လက်တွဲတာကို ိတရဆိုင်ရမယ့်အခြေအနေလို့သုံးသပ်ရပါတယ်ရှင်။